အမေရိကန်လွှတ်တော်ကအစိုးရအသုံးစရိတ်ဘတ်ဂျက်ကိုအတီးပြုတ်မပေးနိုင်တာကြောင့်အစိုးရရန်တရားလက်ပတ်မှုတွေရပ်တန့်နေတာဒီကနေ့အော်တိုဘာလ21ရက်နေ့ဆိုရင်သတင်းပတ်သုံးပတ်တင်းတင်းပြည့်ခဲ့ပါပြီအစိုးရအသုံးစရိတ်မရှိလို့အစိုးရရန်တရားလက်ပတ်မှုတွေရနာထားရတယ်ဆိုပေမဲ့မရှိမဖြစ်လိုအပ်တဲ့လုပ်ငန်းဌာနတွေကတော့ဆက်လက်လက်ပတ်နေရပါတယ်လုံခြုံရေးတာဝန်ယူထားသူတွေလေကြောင်းထိန်းနေတဲ့တခြားဌာနတချို့ကဝန်ထမ်းတချို့ကတော့လစာမရတဲ့ဂျာကပဲအလုပ်ဆင်းနေကြရပါတယ် ဒီကာလမှာစစ်မှုထမ်းတွေအပါအဝင်အစိုးရဝန်ထမ်းတွေဟာအလုတ်စင်းသည်ဖြစ်စေမစင်းသည်ဖြစ်စေလစာမရကြတာများပါတယ်။ဒါပေမဲ့လွတ်တော်အမတ်တွေကတော့ဒီကာလမှာလည်းလစာရကြပါတယ်။ဒီလိုဖြစ်အောင်လဲသူတို့ကိုယ်တိုင်ပဲလွတ်တော်မှာမဲခွဲအတီးပြုတ်ပြီးဥပဒေပြဋ္ဌာန်းထားတာပါ။အစိုးရအဖွဲ့အတွင်းကဝန်ကြီးတွေနဲ့တခြားအရာရှိကြီးအတော်များများဟာလည်းများသောအားဖြင့်ငွေကြေးတတ်နိုင်သူတွေတလားနလားလစာမရလို့ဘာမှဖြစ်မသွားမဲ့သူတွေကများပါတယ်။ဒီကာလမှာအထူးအနာဆုံးကတော့လစဉ် ဒီလစာတစ်ခုတည်းအပေါ်မှာမိခိုအားထားနေကြရတဲ့တာမန်ဝန်ထမ်းတွေဖြစ်ပါတယ်ဒီလိုအစိုးရရန်ရက်လက်ပါမှုရပ်တန့်နေတာလှနဲ့ချီကြလာရင်ပြည်သူတွေပိုအထိနာတာအပြင်တိုင်းပြည်စည်းဝါးအပေါ်မှာလည်းကြီးမားတဲ့တည်ရောက်မှုတွေရှိနိုင်တယ်လို့စည်းဝါးရေးပညာရှင်တွေကသုံးသပ်ပြောဆိုနေကြပါတယ်ဘလိုပဲဖြစ်ဖြစ်ဘတ်ဂျက်ကိုအတိမပြုတ်နိုင်တဲ့အတွက်အခုလိုအစိုးရလုပ်ငန်းတွေရပ်တန့်နေတာဟာဘယ်ပါတီအတွက်မှအကျိုးမရှိဘူးဆိုတာကိုတော့ဒီမိုကရက်ကော Republican Party ခေါင်းဆောင်တွေကပါဝန်ခံပြောဆိုထားကြပါတယ်ခင်ဗျာကျွန်တော်ဇုံလိုက်ပါ